တော့ပတ်စာပါဟိုဇာတိကတော့ရှင်မင်းဆောင်ကကနန်မဲ့ပုံနေတဲ့ကတော့တတုံးတ၄၆၄ပါတောင်ခရမ်းဇာတိပါကျွန်တော်ယောသားစစ်စစ်ပါကျွန်တော်မျိုးသမီးကတော့မကွေးသူပါကျွန်တော်အဲမကွေးကိုလိုက်ပြီးမှလှုပ်လှုပ်ရင်းနဲ့ကျွန်တော်ဒီမကွေးကနေမှပေါ်တာဆွဲခံရတော့ပါစစ်မှုမထမ်းရမနေရဆိုမှပေါ်တာဆွဲလို့ကျွန်တော်တို့ကလေးမျိုးကိုရဟဲ့လေးချင်းနဲ့ခေါ်သွားပါတယ်ခေါ်သွားတော့အဲ့ဒါမှရောက်တော့ကျွန်တော်တို့ပတ်စာလေးကိုအဲ့ဒါမှတနက်အဖြုတ်အတက်တွေကိုတင်ပေးရဲ့ ပြစ်ခတ်မှုပုံစံမျိုးတွေကိုသူတို့သင်ပြပေးပါတယ်။အဲ့ဒါပြီးရင်အရေးကြီးတဲ့ဇာတ်ကကျွန်တော်တို့ပတ်စာတွေကိုရှည်တန်းကိုပို့တယ်။ရှည်တန်းကိုပို့တဲ့အချိန်မှာကျွန်တော်တို့ကိုလေရဟက်လေရင်းနဲ့ဒီဟာခါမျိုးယူဟာဘုံဆိုတဲ့စစ်တပ်ကိုပို့အဲ့ဒါကိုချပေးတော့ညနေ6နာရီခွဲဝန်းကျင်တော့ကိုကျွန်တော်တို့ရောက်ခဲ့ပါတယ်ရဟက်ရင်းနဲ့ရောက်ခဲ့ပြီးတော့နိုင်ခွေကြိုကြိုလောက်နားပြီးတော့ကျွန်တော်တို့အရေးကြီးတဲ့ဇာတ်ကကျွန်မဒီဟိုကကြောက်တန်ကုန်းဖက်ကိုကျွန်တော်တို့ ကားနဲ့လိုက်ပို့ပါလေကားနဲ့လိုက်ပို့လိုက်တော့အဲ့ဒီအချိန်ကကျွန်တော်တို့ကလုံကြုံရေးပို့စစ်ကတော့တစ်ခါမှတော့မတိုက်ဘူးပါဘူးအဲ့ဒီအားမှာကျွန်တော်တို့ရောက်တော့ကျွန်တော်တို့ပတ်စာတွေကိုကြည်ဆန်တယောက်ကို90စီပေးပဲလက်ပြပုံတစ်လုံးစီပေးပါတယ်တနက်ကတော့အရေးကြီးတဲ့အချိန်ကျမှကိန်းဆောင်တဲ့အချိန်တော့မှပဲပြီးပြီးကိန်းပြီးသွားနေသူတို့ကပြန်သိမ့်ပါလေအဲဒါဒီစစ်တပ်တရနေပြီးမှပတ်စာတွေထုတ်ပြလို့ရှိရင်ဒီ CD အနို PDF တို့တွေကနေပြီးမှဟိုကျွန်တော်တို့ ဒီတက်နဲ့ကိုအပ်ပြီးလို့ရှိရင်လည်းဟိုကသူကငွေကိုချိမြင်နေငွေချိမြင်ပြီးလို့ရှိရင်လည်းမင်းတို့ကလကားမထားဘူးသူတို့လိုအပ်တဲ့အချစ်လက်တွေကိုမင်းမြန်းပြီးဟိုပြပြီးဆိုလို့ရှိရင်သူတို့ကတခါတည်းတက်ပြည်တယ်ရှုပ်ပြည်တယ်အဲ့လိုမျိုးသူတို့စစ်တပ်ဝါရဖြန့်တယ်ပေါ့ကိုဝါရဖြန့်တယ်ဟိုအဲ့ဒါဆိုကျွန်တော်တို့လည်းမလုတ်ချိမဲ့လူတို့မထူးတော့ပါဘူးဆိုဒီမှာတေခမတေလို့ဆိုဒီမှာကျွန်တော်ကထူပြေးခဲ့တာပါတက်နဲ့တပါယူပြီးမှနှစ်ယောက်ထူပြေးလာခဲ့တယ်ထူပြေးလာခဲ့တဲ့အချိန်မှာဒီခါခါ ဒီရဲ့အဖွဲ့ကိုလူငယ်ဖွဲ့ဖို့ဗျာအဲ့ဒါကကျွန်တော်တို့ဒီနေ့တွေ့တော့သူကကောင်းကောင်းမွန်မွန်ပဲကျွန်တော်တို့ကိုစုစုပါတယ်သူသူကကျွန်တော်တို့စာဝတ်နေရေးအဆင်ပြေအောင်ကျွေးမွေးတယ်စောင့်ရှောက်တယ်အနေမပြုတ်အောင်အဲ့မျိုးတွေဒါတက်နေတယ်လေကျွန်တော်တို့ကဒါအမှန်ကန်လဲအပ်ပါတယ်သူတို့စုလဲချင်းမြင်ပါတယ်ဟုတ်စုလဲချင်းမြင်ပါတယ်အခုလဲကျွန်တော်တို့မိဘတွေရေသွားကြည့်နေအောင်ကျွန်တော်အဲ့တောင်ကန်းကိုလဲဒါကျွန်တော်ဒီဟာကလူငယ်အဖွဲ့ကနေပြီးမှကျွန်တော်တို့ ိနေအရောက်လိုက်ပို့ပေးပါတယ်ရေးစစ်ပြီးမှအဲ့ဒါကိုဒီစစ်တပ်ကနေမှထွက်ပြေးတဲ့လူမှန်သမျှကိုတတ်တယ်ဆိုတော့ဒီဝါရကိုသူတို့ဖြတ်နေတာကိုမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပတ်စာတွေသိသိချင်းလို့ကျွန်တော်ကအဲ့ဒီခုလိုမျိုးပြောပြပေးတာပါနောက်အဲ့ဒီပြောချင်တာဒီပတ်စာမှန်သမျှလဲဟိုထွက်ပြေးလို့ဒီလူငယ်ဖွဲ့နဲ့တွေ့လို့လဲတက်ခမ်းမယ်ဆိုတာမျိုးလည်းလည်းမဟုတ်ပါဘူးအဲကျွန်တော်လည်းအမြဲတမ်းကြိုးစားပါတယ်ပတ်စာမှန်သမျှလဲအကုန်လုံးတကယ်လို့ကပြည့်မယ်ဆိုလို့ရှိရင်လဲ ျွန်တော်တို့ ਨੇ အမြန်ဆုံးစစ်တူပေးပါလို့ကျွန်တော်မြစ်တိုင်ရခံပါတယ်ကျွန်တော်ပြောချင်တာတော့ဒီလောက်ပါ